မင်္ဂလာပါရှင်ကျွန်မကတင်ဆက်ပါဒီနေ့အော်တိုဘလ9ရက်နေ့ဒရာ People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဗမော်မြို့ပေါ်စစ်ကောင်စီတပ်ဆွဲရာနေရာ၃ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့တဲ့နမဲစိုးနဲ့ကြော်ကြတဲ့မြင်းချန်ထောင်အရာရှိရဲ့ဇနီးနဲ့ရင်မောင်းဖမ်းဆီးခံရတဲ့တဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးနေပြီးတော့တွားရောက်တဲ့တဲ့စစ်တပ်ကိုအမြဲထောက်ခံမဲ့ဒေါ်သက်သက်ခိုင်ကဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ပြောဆိုတဲ့တဲ့ဒီတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင် ကချင်ပြည်နယ်ဗမော်မြို့မှာအော်တိုဗလာပထမပတ်အတွင်းနေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကအော်တိုဗာ၈ရက်မနေ့ညပိုင်းမှာသတင်းဖော်ပြပါရယ်။အာနာသိန်းစစ်တပ်က အင်အားအလုံးရင်းနဲ့ထုတ်ဆက်စနေလို့အော်တိုဗာ၆ရက်နဲ့9ရက်တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုအတည်ပြုထားတာပါ။အော်တိုဗာ၆ရက်ညနေပိုင်းကဗမော်မြို့၃ပိုင်းဘက်မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထုတ်ဆက်စလာလို့ KIA ပူးပေါင်းတပ်နဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဖော်ပြထားပါရယ်။ အော်တိုဘား9ရက်မှာလဲဗမော်မြို့9မိုင်ဘက်စစ်ရေးလှရှားလာလို့စစ်ကောင်စီတပ်နဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာထိခိုက်ကြဆုံးတဲ့အခြေအနေတွေဖော်ပြထားတာမရှိပါမဲ့စစ်ကောင်စီဘက်ကလေကြောင်းအထိကထားပြီးတိုက်ခိုက်နေတယ်လို့အသိပေးထားပါတယ်။ကချင်စစ်ရေးတပ်ရင်းမြတ်တို့ကတော့ဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ထိခိုက်မှုအခြေအနေကိုလူမှုကွန်ရက်မှာရေးသားအသိပေးထားကြပါတယ်။ဒီတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ခလာယ230ခမာယ38နဲ့ ခမရအလေးတင်ကတက်တွေကဘုံမှုအဆင့်၃ရောက်အပောင်ဝင်စကောင်စီတက်ဖွဲ့ဝင်30ကျော်တည်ဆုံးခဲ့တယ်လို့ကချင်းစစ်ရေးတရင်မြက်ကအသိပေးထားတာပါအခြားကချင်းစစ်ရေးတရင်မြက်ကလည်းစကောင်စီဘက်ကအရာရှိတွေတည်ဆုံးတာမှန်တယ်လို့ပြောပါတယ်တရင်မြက်တူကတော့မနေ့ကစကောင်စီတက်ကဘုံမှုတယောက်တည်ဆုံးခဲ့ပြီးဒီနေ့မနက်ပိုင်းမှာဗမောအမျိုးတွင်းကစကောင်စီထိုင်ထားတဲ့နေရာ၃ခုကို KIA တပ်ပေါင်းစုကပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်သိမ်းပိုက်နိုင်ခဲ့တဲ့နေရာတွေကိုစစ်ရေးတရင်မြက်ကပြောပြပေးမယ် လက်တလောလုံခြုံရေးအခြေအနေအရနေရာတွေကိုသတင်းမှမဖော်ပြဖို့ပြောဆိုပါတယ်။ဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းနေဆဲပါ။ KIA ဟာဗမော်မြို့သိမ်းစစ်စင်ရေးကို2024ဒီဇင်ဘာကစတင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စခန်းတွေတပ်ရင်းဌာနချုပ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့2025ဩဂတ်လဆန်းမှာဗမော်မြို့ကိုစစ်ကောင်စီရဲ့အစ်စ်သင်းဖို့တွေရောက်ရှိလာပြီးတဲ့နောက် စကောင်စီဘက်ကလေကြောင်း drone တက်ခတ်မှုတွေနဲ့အတူတံပြန်ထုတ်စစ်စင်နာတွေလှုပ်ဆောင်ခဲ့လို့ KIA တင်ထားတဲ့တရင်ဌာနချုပ်တချို့နဲ့နေရာတချို့ပြန်လည်လက်လွတ်ခဲ့ရပါတယ်။လက်ရှိဗမော်မှာစကောင်စီတက်နဲ့ KIA အပြန်အလှန်ထုတ်စစ်စင်မှုတွေနဲ့အတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ကချင်စစ်ရေးတရင်မြို့တွေကပြောပါတယ်ရှင်။နိုင်ငံရေးအကျဉ်းသားတွေကိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေမှာနမည်ဆိုးနဲ့ကြော်ကြတဲ့မြင်းချန်အကျဉ်းဦးစီးအရာရှိဦးဝဲနိုင်ဆိုးရဲ့မိသားစုဝင်တချို့နဲ့ရင်မောင်းကိုဒေါ်လန်ရဲ့တပ်ဖွဲ့တစ်ခုကဖမ်းဆီးထားတယ်လို့ မြင်းချံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူတို့ချို့ကပြောပါတယ်။အော်တိုဗလာ9ရက်ကမြင်းချံအကျဉ်းဦးစီးဌာနရဲ့အရာရှိဦးဝဲနိုင်စိုးရဲ့ဇနီးဒေါ်နေနေဝင်မြေးဖြစ်သူမရွန်းချယ်ရီဟိတ်နဲ့ရမောင်ဦးမင်းခန့်တို့ကိုမြင်းချံမြို့သားလမ်းပိုင်းတနေရာမှာတော်လရေးတပ်ဖွဲ့တစ်ခုကဖမ်းဆီးလိုက်တာလို့သိရပါတယ်။ရင်တွေစစ်စစ်ရင်ခဏထိန်းသိမ်းထားတယ်လို့သိရကြောင်းကလေးကိုတော့ပြန်ပို့ဖို့လုပ်နေပြီးအမျိုးသမီးကတော့အစ်စစ်စေးစရာရှိလို့ခဏထိန်းသိမ်းထားအောင်မဲလို့သိရကြောင်းမြင်းချံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ မြင်းချံပကပပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်ဒေတာကာကွယ်တပ်ဖွဲ့တစ်ခုကထိန်းသိမ်းထားတယ်ဆိုတာပဲသိရသေးပြီအဖွဲ့နာမည်ကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူးဖန်စီထားသူဒေါ်နနီဝင်းရဲ့အမျိုးသားဦးဝင်းနိုင်ဆိုဟာမြင်းချံထောင်ပိုင်ကအာဏာလွှဲပေးထားပြီးသူ့ကိုအဆောင်မှုချုပ်လို့ထောက်မခေါ်ကြတယ်ဆိုပြီးမြင်းချံထောင်ကလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကပြောပါတယ်မြင်းချံထောင်မှာ၃ဘွဲ့အရာရှိ၃ယောက်ရှိပြီးဆက်သွယ်ရေးကိုကင်ထားတဲ့ဦးဝင်းကျိုင်းကွန်ဆေးလက်ရောင်းချသူအရာရှိနောက်တူဦးနဲ့ နှိမ့်ဆက်ညံပန်းရေးပိုင်းကိုတောင်ဝန်ယူထားသူဦးဝဲနိုင်စိုးတို့ဖြစ်တယ်လို့သိရတာပါ။ဦးဝဲနိုင်စိုးကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေတဲကတစ်ခုကတော့အင်းစိန်ထောင်ကနေလွတ်ရမရှိပြောင်းရွှေ့လာတဲ့အသက်20ရွယ်နိုင်ငံရေးအကြံသားကိုနိုင်ဝင်းထွန်းကိုဦးဝဲနိုင်စိုးနဲ့လက်ပါစီတွေကထောင်ထဲကနေခေါ်ယူရိုက်နှက်ခဲ့တာကြောင့်2024ခုနှစ်မှာတိတ်ဆုံးခဲ့တယ်လို့နိုင်ငံရေးအကြံသားဟောင်းတချို့ကပြောပြပါရတယ်။နိုင်ငံရေးအကြံသားဟောင်းတူကလည်းသူ့အတွေ့အကြုံကိုပြောပြရမှာထောင်အတွင်းလက်ကမ်းဖုန်းတချို့အသုံးပြုမှုပေါက်ကြားတာကြောင့် ဦးဝင်းနိုင်စိုးနဲ့အဖွဲ့ကနိုင်ချင်းတွေအနေထိုင်ရာအဆောင်ကအကျဉ်းသားတွေကိုခေါ်ယူရိုက်နှက်ခဲ့တာကြောင့်ဒေသုံသူပြန်မရောက်လာနိုင်ပဲပျောက်ဆုံးသွားသူတွေလည်းရှိတယ်လို့ဆိုပါတယ်။နိုင်ငံရဲ့အကျဉ်းသားတွေကိုကျဉ်ဆက်တွေနဲ့တို့တာနမဲထွက်ပြီးသားနိုင်ချင်းတွေဆိုရင်ခေါင်းကိုအဝတ်မဲတွေနဲ့အုပ်ပြီးရိုက်နှက်တာတွေရှိတယ်လို့နိုင်ချင်းဟောင်းတူကဆိုပါတယ်။တခြားထောင်တွေကနေအပြောင်းအရွှေ့နဲ့ရောက်လာတဲ့နိုင်ချင်းတွေကိုထောင်ဘူးဝကနေနှိမ့်ဆက်ညှဉ်းပန်းတာတွေကိုလည်းဦးဝင်းနိုင်စိုးရဲ့အမိန့်နဲ့ပဲလှုပ်ဆောင်တာလို့နိုင်ချင်းဟောင်းတချို့ကပြောပြပါတယ်ရှင်။ အာနာသိန်းစကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးဖို့မလေးရှားနိုင်ငံသားကြီးဝန်ကြီးဟာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မလေးရှားအစိုးရကထုတ်ပြန်ပါတယ်။မလေးရှားဟာအရှေ့တောင်အာရှနိုင်ငံများအစီယုံအာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံမှာနိုင်ငံသားကြီးဝန်ကြီးမိုဟာမက်ဟာဆန်ဟာနေပြည်တော်ကိုအော်တိုဘာလ9ရက်နေ့မှာတရက်တာခရီးတွားရောက်မယ်လို့အစိုးရကထုတ်ပြန်ပါတယ်။သူ့ရဲ့တရက်တာခီးစဉ်အတော်တွင်ဟာဆန်ဟာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့စစ်ကောင်းစီနိုင်ငံသားကြီးဝန်ကြီးတို့ကိုတွေ့ဆုံမှာဖြစ်ပါတယ်။ ဒါအပြင်နှစ်ကောင်ပိုင်းလောက်မှာစစ်ကောင်စီကဥဆောင်ပြီးပြုလုပ်မဲ့ရွေးကောက်ပွဲကိစ္စနဲ့တိုးတက်မှုမရှိဘဲရပ်တန့်နေတဲ့မြမငင်းချင်ရေးလုပ်ငန်းစဉ်ကိစ္စတွေကိုဆွေးနွေးဖို့လည်းစီစဉ်ထားကြောင်းသိရပါတယ်။မူလကမလေးရှား၊အင်ဒိုနီးရှား၊ထိုင်းနဲ့ဖိလစ်ပိုင်တို့အာဆီယံ၄နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးတွေဟာပြီးခဲ့တဲ့စက်တင်ဘာ16ရက်မှာမြန်မာနိုင်ငံကိုတွားရောက်ပြီးစစ်ကောင်စီနဲ့ဆွေးနွေးဖို့စီစဉ်ထားပေမဲ့နောက်တော့အချိန်ရွှေ့ဆိုင်းခဲ့ပါတယ်။စစ်တပ်ကအာဏာမသိမ်းခင်မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း40ကျော်ဟာစစ်ကောင်စီကြီးမှုတဲ့ရွေးကောက်ပွဲမှာမပါဝင်တာဒါမှမဟုတ်ပါဝင်ခွင့်ပိတ်ပင်ခံထားကြရပါတယ်။ NLD ဟာ2020ရွေးကောက်ပွဲမှာလူထုထောက်ခံမဲ့82ရာခိုင်နှုန်းအထိရရှိခဲ့တာပါ။မြန်မာအရေးစောက်ကြည့်လေ့လာနေတဲ့နိုင်ငံတကာအကဲခတ်တွေကတော့မလေးရှားအပါဝင်အာဆီယံနိုင်ငံကြ ాయి ဝင်ကြီးတွေအနေနဲ့မြန်မာနိုင်ငံကိုမတော်တာကပိုကောင်းကြောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမဲ့အကြောင်းအရင်းဘာတစ်ခုမှမရှိကြောင်းစက်တင်ဘာလခရီးစဉ်မွှေဆိုင်ခင်တော်ကပြောကြားထားမှုပါတယ်။ အမျိုးသားညညရဲ့အဆိုအရ NUG ရဲ့အပြည့်ပြည့်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆာကလည်းအာဆီယံဟာမြန်မာညီညွတ်ရေးကိုအမှန်တကယ်လိုလားတဲ့ဆိုရင်လူထုကဥဆောင်တဲ့လုပ်ငန်းစဉ်မျိုးကိုထောက်ခံရမှာဖြစ်ပြီးစစ်တပ်ကဖန်တီးထားတဲ့ဟန်ဆောင်ပန်ဆောင်ကိစ္စမျိုးကိုအားပေးရမှာမဟုတ်ကြောင်းအဒီလိုဆိုရင်အာနာရှင်ကိုတရားဝင်မှုပေးတာနဲ့ဘာမှမချားကြောင်းသတိပေးထောက်ပြခဲ့ပါရှင်နိုင်ငံတော် အတိုင်းအမေကန်ပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ဟာနိုင်ငံတကာကသတ်မှတ်ထားသလို နိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျင့်ပြတ်လက်ဆောင်မှုကြောင့်ပြည်ထောင်ချခံထားရတာဖြစ်တယ်လို့အာနာသိစကောင်စီဝန်ကြီးဟောင်းဒေါ်တသက်ခိုင်ကပြောပါတယ်အာနာသိစတက်ကိုနိုင်ငံမှာမရှိမဖြစ်အချုပ်ချာအာနာကိုကာကွယ်တဲ့အဖွဲ့အစည်းအဖြစ်အမြဲအသိမှတ်ပြုမယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဖြစ်သူဒေါ်တသက်ခိုင်ကမနေ့ကအော်တိုဗာလာ၈ရက်သူ့ပါတီသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပြီးရွေးကောက်ခံအရက်သားအစိုးရခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုလည်းနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ဆက်ပြောပါတယ် နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တယ်။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။အကျဉ်းပြတ်လက်ဆောင်မှုဆိုတဲ့ပုံမှန်တွေနဲ့အစွဲခံထားရပြီးတော့တကယ်လဲစစ်ဆေးပေါ်ပေါက်လို့တကယ်ပြစ်ထန်ချခံရတာဖြစ်တယ်လို့ PPP ဥက္ကဋ္ဌရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်ဒေါ်တသက်ခိုင်ကပြောပါတယ်။ဒေါ်ဆန်းစုကြည်ဟာဘယ်လိုပုံကိုဖြစ်တယ်ဆိုတာမြန်မာပြည်သူတွေနဲ့နိုင်ငံတကာခေါင်းဆောင်တွေကသတ်မှတ်ထားပြီဖြစ်ပြီးလူမှုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုမဟုတ်တမ်းတရားပြောဆိုနေသူတွေထဲမှာစစ်တပ်နဲ့အတူဒေါ်တသက်ခိုင်လည်းအပါအဝင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟိုအလုတ်ကော်မတီ CWC ပြောရေးဆိုခွင့်ရှိသူဦးထွန်းမြင့်ကပြောပါတယ်။ကဘာတိလူမှုခေါင်းဆောင်တယောက်ကိုသေးသေးအောင်ပြောတဲ့အဆင့်တန်းသေးသေးအောင်ပြောတဲ့လူရဲ့အဆင့်တန်းဘလို့ရှိမလဲဆိုတာပြောခွင့်ရမရှိပါဘူးလို့ဦးထွန်းမြင့်ကတုတ်ပြန်ပါတယ်။နိုင်ငံရဲ့အကျဉ်းသားများကိုကြီးဆောက်ရှောက်ရဲ့အသင်း AAPP ကဦးအောင်မျိုးကျော်ကလည်းစစ်အုပ်စုအနောက်မီးဆွဲတွေကဒေါ်ဆန်းစုကြည်ကိုနိုင်ငံရဲ့အကျဉ်းသားအဖြစ်မသတ်မှတ်တာကိုဘယ်သူကမှလက်မခံကြောင်းမှတ်ချက်ပြုပါတယ်။ ဒေါ်ဆန်းစုကျင်ရဲ့တမရဥွေးမျိုးတို့ကိုနိုင်ငံရေးအကျဉ်းသားအဖြစ်မတတ်မှတ်ဘူးဆိုရင်ဘလို့လူကိုတတ်မှတ်မှာလဲလို့ဥအောင်မျိုးကျော်ကအမေခွန်းထုတ်ပါတယ်။ဒေါ်တသက်ခိုင်တို့ဟာစစ်အုပ်စုရဲ့နောက်လိုက်နောက်ပါစစ်အုပ်စုရဲ့အစီအပားတွေပဲလို့သူကဆက်ပြောပါတယ်။၂021ဖေဖော်ဝါရီတရက်စစ်တပ်အာဏာသိမ်းပြီးချိန်မှာဒေါ်တသက်ခိုင်ဟာစစ်ကောင်စီမှဝန်ကြီးတနေရာကိုရခဲ့ပါတယ်။သူဟာလူငယ်ပြန်ဝန်ကြီးအဖြစ်၂021ကနေ2023အထိဟိုတယ်ခရီးဝန်ကြီးအဖြစ်2023ကနေ2025ဇန်နဝါရီ31ရက်အထိ အာနာသိန်းစကောင်းစီအတွက်တောင်းဝန်ထမ်းဆောင်ခဲ့ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ရဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကလည်းဒေါ်တတခန့်ရဲ့ပြောဆိုမှုတွေဟာစစ်တပ်အကြိုက်ပြောဆိုမှုတွေသာဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားဆိုတာအာနာသိန်းစကောင်းစီကတတ်မှတ်မှနိုင်ငံရေးအကျဉ်းသားဖြစ်တာမဟုတ်ပဲမတရားအဓမ္မဖမ်းဆီးမခံရခင်ကဒေါန်ဆန်းစုကြည်နဲ့သမရဦးဝင်းမြတ်တို့ဘလို့ရည်တည်ခဲ့တယ်လဲဆိုတာပြည်သူလူထုတရက်လုံးအသိဖြစ်တယ်လို့မှတ်ချက်ပြပါတယ် မတရားပုံမှားတွေတက်ပြီးနိုင်ငံကောင်းဆောင်လူထုကောင်းဆောင်ကိုအတရေဖျက်ဖို့တတက်လှုပ်ဆောင်တဲ့စစ်တပ်ရဲ့လုပ်ရတာဖြစ်ပြီးဒါကိုတတက်ခိုင်ကစစ်တပ်အလို့ကြောင့်စစ်တပ်လိုပဲဒေါန်ဆန်းစုကြည်ကိုပုံကိုရေးမုံတိမှုရှိလို့အခုလိုပြောတယ်လို့မြင်ကြောင်းနဲ့သူရဲ့ပြောဆိုမှုတွေကိုခေါင်းထဲထည့်ဖို့မလိုကြောင်းကိုတိုက်ထုံးကပြောပါတယ်လက်ရှိအသက်80ကျော်အရွယ်ဒေါန်ဆန်းစုကြည်ဟာ1989ခုနှစ်ကနေ2010ခုနှစ်ကြာ15နှစ်ခန့်နေအကျယ်ကျော်အဖြစ်ဖြတ်သန်းခဲ့ရသလို2021အစွဲအာဏာသိမ်းပြီးနောက်ပိုင်းမှာ အမှု19ခုအတွက်ထောင်ဒဏ်33နဲ့6မှတ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာအာနာသိန်းစကောင်စီကအမှု9ခုအတွက်ထောင်ဒဏ်6နဲ့လွန်ငင်းလျှော့ပေးခဲ့တာကြောင့်ထောင်ဒဏ်28နှစ်ကိုဆက်လက်ရင်ဆိုင်နေရပါတယ်။လူထုခေါင်းဆောင်ဒေါက်ဆန်းစုကြည်ဟာမိသားစုနဲ့အဆက်အသွယ်မရသလိုအာနာသိန်းစကောင်စီကဘယ်နေရာမှာဖမ်းဆီးချုံနှောင်ထားတယ်လဲဆိုတာစကောင်ဆောင်တွေကလွဲလို့ဘယ်သူမှမသိရှိပါဘူး။ဂျွန်ဆန်စုကြည်ရဲ့တားငယ်ဖြစ်သူကင်အဲရစ်ကိုကိုထိန်လင်းကလည်းသူမိခင်ဖြစ်သူရဲ့ကျမ်းမာရေးအခြေအနေကိုစိုးရိမ်ချောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့မကြသေးခင်ကတောင်းဆိုထားပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုကြီးဆောက်ရှောက်ရေးအသင်း AABB ရဲ့အစည်းအဝေးအရနိုင်ငံတော်အတိုင်းအမြန်ပုဂ္ဂိုလ်တောင်းဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြတ်တို့အပါအဝင်2020အစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာနိုင်ငံရေးအကျဉ်းသားအဖြစ်ဖမ်းဆီးခံရသူ2964ဦးရှိပြီးလက်ရှိနိုင်ငံရေးအကျဉ်းသားပေါင်း2494ဦးဖမ်းဆီးချုံနောင်ခံထားရဆဲဖြစ်တယ်လို့သိရပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။